ဟိုပြည်ခိုင်မျိုးပါတီရဲ့ကိုယ်စားလုံးနေမဲဆိုတဲ့ခါမှလည်းဘာလို့ကိုမသိဘူးတကယ်ဘာလို့ကိုမသိဘူးပါတီမှာတထောင်ယောက်တည်သွားပြီอืมအန်ဒီရဲ့များတာပေါ့အဲ့တော့ကျွန်တော်အန်ဒီရဲ့ကိအောင်ဘာလို့လဲဆိုအမေထမိန်စားကိုလက်မှာချီတိုင်းရင်ကျွန်တော်အကာအကွယ်ရတယ်ဩအန်ဒီရဲ့ကင်းတယ်လို့အဲ့ဒီလိုကျွန်တော်ယုံကြည်ခဲ့ကြောက်ချီတွေပန်းနေအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်တယ်ပေါ့ဟိုတိုင်းပြည်ရဲ့ကံကြမ္မာပဲလားတိုင်းပြည်ရဲ့လူဆန်းရင်းမြစ်ကတလောက်ပဲလားဆိုတော့ကျွန်တော်တို့စဉ်းစားမိတယ်ကဲကြည့်အောင်အဲ့ဒီပွဲကြီးကချင်းလေးပဲ။ဒါမဲဆွဲကားတော့မသူတော့ပြောတာနော်။ခွေးရှင်တဲ့တယ်။ ီလူတွေကဒီလောက်ပဲလားဒီလောက်ပဲလားပေါ့နော်အဲ့ဒါနိုင်ငံကြီးလားပေါ့နော်ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမွန်မမများအားလုံးပဲတော်လန်ညကြံလီပါဒါကျွန်တော်ဒီကနေ့နိုဝင်ဘာလ20ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်တည်င်းကောင်းလေးတွေနဲ့ဒီနောက်မှာဟိုဘတ်အောက်တန်းစားရက်ကွာကောင်းလေးလိုင်းပေါ်မှာဘလိုတွေဖင်ကုန်းပြီးလောင်ချင်းတွေချလာကြအောင်မလဲဆိုတာကျွန်တော်သွားပြီးတော့ကြည်လိုက်ရအောင်ညာကဲတော့ပထမဆုံးဒါကြောင့်ရန်ကုန်တိုင်းဘက်ကတည်င်းကောင်းလေးနဲ့စရမယ်ဆိုရင် ရန်ကုန်တိုင်းမြောက်ကလာမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရွေးကောက်ပွဲအတွက်ကူညီဆောင်ရွက်ပေးနေသောဆွေပေါက်ကံမြို့တဲ့အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာအုပ်ချုပ်ရေးမှူးနဲ့ပြည်စောထီးများထိခိုက်မှုရှိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ19ရက်နေ့ည9:50မိနစ်ခန့်ကမြောက်ကလာမြို့နယ်မှာတရားမဝင်ရွေးကောက်ပွဲအတွက်အစွမ်းကုန်ကူညီဆောင်ရွက်ပေးနေသောဆွေပေါက်ကံမြို့တဲ့အုပ်ချုပ်ရေးမှူးရုံးမှအုပ်ချုပ်ရေးမှူးနဲ့ပြည်စောထီးများရောက်ရှိနေရင်ပြင်ရမြင့်မိုင်းနှလုံးလက်ပြပုံတလုံးတို့ပြတော်လိုင်းရဲဘော်တွေက ဖောက်ခွဲတက်ခတ်ခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီဖောက်ခွဲတက်ခတ်မှုအတွင်းဆွေပောက်ကမြို့တဲ့အုတ်ချုပ်ရီမှုရုံးမှရောက်ရှိနေတဲ့အုတ်ချုပ်ရီမှုနဲ့ပြူစောဒီများထိခိုက်မှုရှိခဲ့ပြီးအရေးအတွက်ကိုတော့အတီးပြူနိုင်ခြင်းမရှိသေးကြောင်းသိရပါဗျ။ဒါအဆိုပါတက်ခတ်မှုကိုတော့ရန်ကုန်အာမီဝိုင်နဲ့အနောက်ပိုင်းခရိုင်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဒီအကြံပတ်စစ်တပ်နဲ့ပတ်သက်သောပြစ်မှတ်များအကြံပတ်စစ်တပ်ကပြုလုပ်မဲ့တရားမဝင်ရွက်ောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကိုင်နေသူများကိုဆက်လက်ပြီးအပြင်းထန်တိုက်ခိုက်သွားမိဖြစ်ကြောင်း ရန်ကုန်အာမီမတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်ဆိုတော့ပထမဆုံးဒါကြောင့်ရန်ကုန်ဘက်ကတတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီ AWD တိုင်းဘက်မှာဆိုရင် AWD တိုင်းတာပေါင်းမြို့နယ်ရေကြီးမြို့နယ်နဲ့လိမနာမြို့နယ်တို့မှာတပ်ဖွဲ့တွေဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ကအထိကအကြဆုံးများနေပါတယ်ဆိုတော့တတင်းကောင်းလေးကတော့ဒါ AWD တိုင်းတာပေါင်းမြို့နယ်ရေကြီးမြို့နယ်နဲ့လိမနာမြို့နယ်တို့မှာတပ်ဖွဲ့များဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေကိုရပ်ပေါင်း30တုံးမဟုတ် 45ရက်သင်တန်းပေးပြီးစီတန်းသို့ပို့နေတဲ့အတွက်လူသက်တွေပို့ပြီးကြဆုံမှုများနေကြောင်းသိရပါဗျ။ဒါပသိမ်အထူးသတင်းတပ်ဖွဲ့ရဲ့နိုဝင်ဘာလ16ရက်နေ့ထုတ်ပြန်ကြတဲ့မှာတော့အနောက်တောင်တိုင်းစစ်ထာနာချုပ်နာတခါမှာဒဏ်ရရစစ်သားတွေအလုံးများပြားနေတဲ့အတွက်ရန်ကုန်မြို့မင်္ဂလာတုံစစ်စေယုံသို့ပို့ဆောင်နေရကြောင်းရေးသားဖော်ပြထားပါဗျ။ဒါအေယာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လိမနာမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်နဲ့အရောခတ်တတော်အေဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကြတပ်ဖွဲ့တွေဆက်လက်ပြင်းထန်နေပြီးနိုဝင်ဘာလ16ရက်နေ့တပ်ဖွဲ့မှာတော့ အကြံပတ်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့ရကြောင်းစစ်ရေးသတင်းမြင့်တချို့ကိုကိုးကားပြီး PBS စပင်းမှာလည်းနိုဝင်ဘာလ18ရက်နေ့ကသတင်းဖော်ပြထားပါတယ်ဆိုတော့နောက်ထပ်ဒီ ARD တိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီထိုင်းမြန်မာနယ်စပ်မောတောင်မြို့သို့သွားတဲ့လမ်းမှာအကြံပတ်စစ်တပ်ကအင်အားဖြစ်တင်နေပြီးတပ်ဖွဲ့များဆက်လက်ပြင်းထန်နေပါတယ်ဆိုတော့သတင်းလေးကလည်းဒါမောတောင်မြို့ကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းယူပြီးတဲ့နောက်မောတောင်လမ်းမှာရှိတဲ့အကြံပတ်စစ်တပ်က တင်ခုံးရွာနဲ့အနီးပတ်ဝန်းကျင်ကိုအင်အားဖြည့်တင်နေပြီးစစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့်တပ်ဝင်များပြင်းထန်နေကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပြထားပါတယ်။ဒါမော့တောင်မြို့ကိုတော်လိုင်းတပ်များကသိမ်းယူပြီးတဲ့နောက်တရက်ဖြစ်တဲ့နိုဝင်ဘာလ15ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကရဟတ်ရင်နဲ့စစ်ကူအချင်းချင်းလာရောက်ပို့ဆောင်ခဲ့ပြီးနိုဝင်ဘာလ16ရက်နေ့မှာတော့ကား9စီးဖြင့်ရဲခါနဲ့စစ်ကူများကိုပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒါနိုဝင်ဘာလ15ရက်နေ့မှာဒီကနေ့နိုဝင်ဘာလ20ရက်နေ့အထိ တင်ခွန်းနဲ့နီးပတ်ဝန်းကျင်မှာတပ်ပွဲများဇက်တိုက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်များနဲ့ဒေသခံများထံကသိရပါဗျ။ဒါတဆက်ထဲမှာပဲမောတောင်မြို့တိုင်းတပ်ပွဲမှာထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကော့တောင်ဆက်လီဂိတ်ကနေတဆင့်ထိုင်းအာဏာပိုင်တွေကစစ်တပ်ထံသို့ပြန်လည်လွှတ်ပေးခဲ့ပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားတဲ့ တည်ရင်မှုနဲ့အဖွဲ့ကို ထမ်းမက်ကပြန်လွှဲပေးခဲ့တယ်လို့စစ်တပ် lobby တွေကလူမှုကွန်ရက်စာမျက်နှာတွေမှာတင်နေကြသလိုကော်တောင်မျိုးကသတင်းမြစ်တချို့ကလည်းအတည်ပြုပြောဆိုထားပါတယ်။ဒါထမ်းမြစ်မှာနေဆက်ကုံတွေရေးမှာအရေးပါတဲ့မော်တော်မျိုးကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဗမာပြည်သူလွတ်မြောက်ရေးတပ်တော် BBLA FD တပ်ဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကနိုဝင်ဘာလ14ရက်နေ့မှာတည်ယူခဲ့တာဖြစ်ပါတယ်။ဒါမြို့သိမ်းတပ်ဖွဲ့နေမှာအကြံပတ်စစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်ကို ဖမ်းမိခဲ့ပြီး နေဆက်ကိုဖြတ်ကထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားသူတွေလည်းစီးခဲ့ပါတယ်။ဒါထွက်ပြေးသွားတဲ့သူတွေရဲ့အရေးအတွက်ကိုတော့မသိရသလိုထိုင်းဘက်ချမ်းကပြန်လွှဲပေးရမှာတော့20ဥက္ကံပါဝင်တာကိုထွက်ပေါ်လာတဲ့မှတ်တမ်းတပ်ပုံတွေမှာတွေ့ရပါတယ်။ကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းမုံရမြို့နယ်အတွင်းရောက်ရှိနေတဲ့အကြံဘတ်စစ်တပ်စစ်ကြောင်းကစစ်မှုတန်တပ်သားတဲ့၄ယောက်လက်နက်နဲ့ထွက်ပြေးအလင်းဝင်ရောက်လာပြီးအကြံဘတ်စစ်တပ်ကိုပြန်လဲတက်ခိုက်သွားပါမယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကတမခခုံလောက်ခံ အင်းတကုံမြို့အခြေဆိုင်ခမာယာတရခွန်တရင်ကစစ်မှုတန်တပ်သားတဲ့၄ယောက်ကမုံရမြို့နယ်ဘက်ကိုစစ်ကြောင်းရောက်ရှိနေချိန်မကွေတိုင်းပကပရွေးစားစစ်ကြောင်းရင်းနသာကိုလန်နဲ့ချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါဗျ။ဒါအလင်းဝင်ရောက်လာတဲ့သူတွေကရန်ကုန်တိုင်းပဲခူးတိုင်းနဲ့မကွေတိုင်းဇာတိတွေဖြစ်ပြီးအကြမ်းဖက်စစ်တပ်ရဲ့စစ်မှုတန်အပတ်စဉ်ခုနှစ်အတွက်ဗော်တာဆွဲဖမ်းဆီးတာကိုခံခဲ့ရပြီးတဲ့နောက်တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့အခုလိုအလင်းဝင်ရောက်နိုင်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။အဲ့ဒီအလင်းဝင်ရောက်လာတဲ့သူတွေနဲ့အတူအမေဝမ်တနတ်တက်လက် MP3 တနက်တလန်နဲ့5 byte passage 186တောက်ပါဝင်လာခဲ့ပြီးသူတို့ကိုစူဂျင်းငွေပေးရသွားဖို့စစ်ကြောင်လဲတည်ရပါတယ်။ဒါအပြင်အလင်းဝင်ရောက်လာတဲ့သူတွေကမကွေတိုင်းပကပရွေးစာစစ်ကြောင်ရင်းနှသာကိုလန်နဲ့လက်တွေပြီးအကြံပတ်စစ်တပ်ကိုပြန်လဲတိုက်ခိုက်သွားမယ်လို့လဲမကွေတိုင်းပကပရွေးစာစစ်ကြောင်ရင်းနှသာကိုလန်ကတောင်းဝန်စစ်သူက ပြောဆိုထားပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ယခုလနိုဝင်ဘာလဒုတိယပတ်အတွင်းအကြံပတ်စစ်တပ်ထံကနေ အလင်းဝင်လာသူနဲ့လက်နက်ချစစ်တုပ်ပန်းစုစုပေါင်း100ကိုရောက်စီးခဲ့တယ်လို့ပြည်သူပန်းနိုင်ရဲ့စင်ရင်အရာတည်ရပါတယ်ဒီအာဏာသိမ်းအကြမ်းဖက်စစ်တပ်လက်အောက်ခံစစ်သားရဲနဲ့ပြူစောထီးမြအလင်းဝင်လာတဲ့အရေးအတွက်ကတော့အယောက်30စီပြီးဖမ်းဆီးခံရတဲ့စစ်တုပ်ပန်း89ရောက်စုစုပေါင်း100ရောက်စီးခဲ့ကြောင်းထုတ်ပြန်ထားတာဖြစ်ပါတယ်ဒါအလင်းဝင်သူအယောက်30ထဲမှာတော့စစ်သား29ရောက်ရဲတယောက်ပါဝင်ပြီးအဆိုပါစစ်သားအရေးအတွက်ထဲမှာမှ၄ရောက်ကတော့စစ်မှုတန်းတပ်သားတွေဖြစ်က ကျန်တဲ့သူတွေကတော့တန်တွေတက်တာများဖြစ်ကြောင်းသိရပါဗျ။ယခုအပတ်အလင်းဝင်လာတဲ့သူတွေထဲမှာထူးခြားချက်အနေနဲ့တန်တွေတက်တာအများပြပါဝင်လာတာဖြစ်တယ်လို့လည်းဆိုရပါဗျ။ဒါအပြင်ဖန်စီခံရတဲ့စစ်တုပ်ပန်း86ယောက်ထဲမှာလည်းစစ်မှုတန်တက်တာတဲ့၄ယောက်ပါဝင်ကတန်ရင်းတာကြီးတိုင်းကအများဆုံးအဖြစ်52ယောက်ဖမ်းမိခဲ့တာဖြစ်ကြောင်းသိရပါဗျ။ဒါပြည်သူပန်းတန်းကနေကောက်ယူထားတဲ့စရင်အရာ2025ခုနှစ်ဇန်နဝါရီလကနေယခုနိုဝင်ဘာလဒုတိယပတ်အထိစစ်ကောင်မစင်တပ်ဖွဲ့ကနေအလင်းဝင်လာသူနဲ့ နနေ့ကျစစ်တုပ်ပန်းစစ်စုပေါင်း2386ရောက်ရှိပြီဖြစ်တယ်လို့သိရပါတယ်ဆိုတော့နောက်ဆုံးသတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးတို့ဒီအကြံပတ်စစ်ခွေတက်ကပြုလုပ်ပေးမဲ့ဒီတရားမဝင်တူယောင်ရေကောက်ပွဲမှာပါဝင်စင်မြိုင်ကြမဲ့ဒီအချိုးချောင်းပါတီဝင်တွေနဲ့ကိုယ်စားလှယ်လောင်းတွေကိုဒီစစ်ခွေလော်ဘီစပားပွဲစားကြောင်မင်းမင်းကတော့ဘလို့တွေစောက်စောက်ခွဲပြီးဒဲတွေဆော်တောင်းမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာ ဒီနေရာမှာကျွန်တော်တို့ဘာကိုသွားတွေ့ရလဲဆိုတော့ဒီပါတီကိုယ်စားလှယ်တောင်းနေဒီ21အဲ sorry 2025ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါတီကိုယ်စားလှယ်တောင်းတွေတော်တော်များများကမဲဆွဲကြတဲ့အခါမှာကျွန်တော်စကားမပြောချင်ဘူးဆိုတော့ကျွန်တော်ခုနောက်ပိုင်းကျွန်တော်စိတ်ထဲမှာအရင်ကတော့ကျွန်တော်တို့အားကျွမ်းတဲ့အားခဲပြီးတော့အင်တာဗျူးတွေလုပ်မယ်လို့စဉ်းစားတာနောက်မှကျွန်တော်ဗျူးကြီးတွေတော့နည်းသွားတယ်ကျွန်တော်ကျွန်တော်ကဗျူးကြီးတွေပြောတာနော်ကျွန်တော်ယောကကျွန်တော်တနေ့တော်လေးပြူတာပြူတာတလိုက်ပေါ့ကျွန်တော်ကနေပြီးတော့တေးချခေါ်ပြီးတော့စကားပြောချင်စိတ်ကျွန်တော်တော်တော်နည်းသွားတယ်နည်းရရင်အကြောင်းရင်းကတော့ရှိပါတယ် ။ဒါဆိုသူတို့တချို့တွေပေါ့ဗျာတော်တော်များများတချို့တွေကျွန်တော်ပြောနေရကြည့်ပြီးတော့အစိတ်ထဲတော့ကျွန်တော်တော့အားမလို့အားမရဖြစ်ပါတယ်။ဖြစ်တော့ဘာပြောမှန်းတော့မသိဘူးနော်ကျွန်တော်မိတ်ဆွေတချို့ကျွန်တော်ဖုန်းတွေပိုင်းပြောပြရင်ရီးပစ်တယ်။ရီးမိတယ်ပေါ့နော်တကယ်ရီးမိပါတယ်။ဘာတွေဆောက်ဆက်ပြောသွားတဲ့ဟွာတွေရဲ့တချို့ကိုယ်စားလောင်းတွေပြောသွားတဲ့ဇာတ်ကားတွေကဘာတွေပြောနေမှန်းမသိဘူး။တကယ်ဘာတွေပြောမှန်းမသိဘူး။တမရိုထောက်ကမင်းဒီခိုင်ကျိုးပါတီဘဝင်ဖြစ်လို့ရှိရင်အသက်ခံရတယ်ဘို့လို့ဖြစ်တယ်။ဟုတ်ပါတယ်မတထောင်ရောက်သေးသွားပြီ အန်ဒီရဲ့ညားတာပေါ့အဲ့တော့ကျွန်တော်အန်ဒီရဲ့ကိအောင်ဘာလို့လဲဆိုအမေထမိန်စားကိုလက်မှချီတိုင်းရင်ကျွန်တော်အကာအကွယ်ရတယ်ဟောအန်ဒီရဲ့ကင်းတယ်လို့အဲ့ဒီလိုကျွန်တော်တို့ယုံကြည်ခဲ့ကြောက်ချီတွေပန်းနေတော့ကျွန်တော်တို့စဉ်းစားကြည့်တယ်ပေါ့ဟိုတိုင်းပြည်ရဲ့ကံကြမ္မာပဲလားတိုင်းပြည်ရဲ့လူဆန်းရင်းမြစ်ကတလောက်ပဲလားဆိုတော့ကျွန်တော်စဉ်းစားမိတယ်နောက်တစ်ခုကဟိုပြည်ခိုင်မျိုးပါတီရဲ့ကိုယ်စားလှောင်းနေမဲဆွဲတဲ့ခါမှလည်းဘာဖြစ်လို့မသိအောင်တကယ်ဘာဖြစ်လို့မသိကဲကြည့်အောင်အဲ့ဒီကိုကြည့်ချင်းလေးဒါမဲဆွဲကားတော့မသိတော့ပြောတာနော်ခွေးရှင်တဲ့တယ် ဲ့ဒါဘုံနဲ့ဟိုးအဝေးအမြင့်ကြီးကိုစပြောကြရကျွန်တော်စဉ်းစားနေတာသူတို့ကသူတို့နဲ့မိုင်တစ်တောင်းလောက်กว่าဟာကိုလှမ်းပြောနေတာဒီနားလက်ရှိရှိတဲ့ဘေးနားကြာနေအမိုက်ကိုကောက်ဖို့သူစဉ်းစားနေရမဟုတ်ဘူးကျွန်တော်တိုင်းပြည်ရဲ့ကံကြမ္မာကဒီနေ့ကြာနေအမိုက်တို့အရင်စကောက်ရတာကောက်အောင်ပြီးမှဟိုးမိုင်တစ်တောင်းခီးဆက်မိုက်တွေကောင်းနေခီးဆက်အမိုက်တွေရှင်းနေခီးဆက်သွားအောင်ကျွန်တော်တိုက်ပြအဲ့လိုသွားအောင်အချိန်မှာဘာတွေပြောနေမှမသိလေပြဿနာအဲ့ဒီပွဲကျွန်တော်မသိဘူးကျွန်တော်စဉ်းစားတာကဒီလူတွေကဒီလောက်ပဲလားဒီလောက်ပဲလားပေါ့နော်အဲ့ဒါနိုင်ငံကြီးလားပေါ့နော်အဲ့ဒါဆိုရင်တော့ ကျွန်တော်တို့လိလာထားတဲ့နိုင်ငံကြီးတွေတော့မတူတော့တူမနေဘူးကြာတူတော့တူနေကျွန်တော်တို့နားလည်ထားတဲ့နိုင်ငံကြီးတွေတော့တူမနေဘူးကြာအဲ့ဒါတခိုးတွေကျွန်တော်စဉ်းစားကြည့်တယ်ကျွန်တော်တိုင်းပြည်ကအဲ့လိုများသွားနေကြီးဆိုရင်ကျွန်တော်တို့သွားကျင်တဲ့ဒီမိုကရေစီပန်းနိုင်ငံရောက်ဖို့ကတော်တော်လမ်းဝေးအောင်မယ်လူတွေကိုကျွန်တော်တို့အများကြီးလောက်အောင်မယ်ပြည်သူလူထုကိုခဏတာကိုယ်စားလှယ်လောင်းနေရဲ့ awareness ကိုတော့အများကြီးပြင်အောင်မယ်နှမို့ရင်ကျွန်တော်တို့2025ဆိုပြီးတော့ပြောရမယ်လို့ဖြစ်ကောင်းဖြစ်သွားနေတယ်နော်ကြည့်အောင်မလာဘူးအဲဒီလိုရှိကောင်ပါတီကို2020နဲ့20ရွေးပေါက်ရွေးကောက်ပွဲတုန်းကကြာတော့ကျွန်မ အာလိုင်မြို့နယ်ကနေပြီးတော့ပြည်သူ့လွတ်တော်ကနေဝင်ရောက်ရှင်းပြန်ခဲ့ပါတယ်အဲကျွန်မဝင်ဝင်လေးဝင်ခိုင်းတော့ရှုံးနေခဲ့ပါလိမ့်ရှင်ဒါကြောင့်ကျွန်မဒီ2025မှာကျွန်မဒီ AI တိုင်းဒေတာကြီးကနေပြီးတော့ဝင်ရောက်အရွေးခံမယ်လို့ကျွန်မဆုံးဖြတ်ခဲ့ပါတယ်တော်တော်ပြောမရဘူးနော်2025ဆိုတော့ပြောတဲ့အခါမျိုးလေးဖြစ်သွားနိုင်သေးတယ်ဆိုတော့တစ်ခါတစ်ခါရရင်ပြုံးစရာကောင်းတော့ပဲဒါပေမဲ့လည်းတော်တော်လေးဟိုဟိုကျွန်တော်တို့ ဟမ်ဘာဂါစားကြင်တော့လဲဟမ်ဘာဂါမရှိတဲ့အချိန်မှာကျွန်တော်တို့ရှိတဲ့စမူစာလေးကောက်စားရင်စားအောင်တက်နိုင်ဘူးနော်။ဘာရကြောပါဗာစမူစာ။အဲ့ကြောဆရာလည်းဝယ်ထားတယ်။ကြရအကုန်လုံးကြည့်ပါအကုန်လုံးကြည့်အားလုံးကြည့်ပါအားလုံးကြည့်ပါအကျော်ဒီအားလုံးတစ်ပါးလုံးဘာများတကုန်ကြည့်ပါဒုက္ခတွေကိုကြော်လာလို့အကျော်လည်းကြည့်လားဘေးဘရားတွေကြီးกว่าပါဝေးกว่าပါဘုရားကြောင့်ကြည့်လားအဲ အဲ့တော့မင်းတို့ရဲ့ဒီတရားမွေအတူရောက်ရေကောက်ပွဲမှာပါဝင်ဆင်မြန်ကြမယ်နော်မင်းတို့အချိုချောင်ပါတီကိုယ်စားလှယ်လောင်းတွေကြားကြရတယ်နော်ဒီမှာစဘာဝဲစားကြောင်မျိုးမင်းကတော့မင်းတို့အခုလိုဒဲတွေဆော်ပြီးစောက်ဆက်တွေခွဲထားတာကိုဒီတိုင်းပဲလက်ပိုက်ကြည့်နေကြတော့မှာလားဟမ်အဲ့တော့မင်းတို့ဒီတရားမွေအတူရောက်ရေကောက်ပွဲကိုနှောက်ဆက်မှုနဲ့ရောဒါအသေးရဖြတ်မှုတွေနဲ့ပါအပါဝင်မင်းတို့ရဲ့တရားမွေရေကောက်ပွဲကိုဒီကောင်ကဖျက်လို့ဖျက်စီလုံးတဲ့စိတ်နဲ့အခုလိုတွေပြောနေတာဆိုတော့အဲ့တော့ဆွဲလို့ရတဲ့ပုံမှန်တွေနဲ့မြ мян လေးသာတရားစွဲကြပါတော့လို့ငါတို့အနေနဲ့တိုက်တွန်းတယ်နော် ဲတော့ဒီနောက်မှာလည်းဒီပြောင်ကြီးကိုကိုကြီးကလည်းတို့တို့ဒီစစ်ခွေးလော်ဘီဆိုတဲ့ကောင်တွေကောင်မတွေအားလုံးကိုဘလို့တွေဒဲတွေဆော်တောင်းမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာဒီတွေကဟိုကတော့ဘာရဲ့တောင်မန်းကမ်းမမသိနိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားအဲအဲ့ဒီလော်ဘီအုပ်စုကိုလည်းကျွန်တော်ကပြတ်ပြတ်သားသားပဲပြောရလိမ့်မယ်ကိုပါကိုပတ်သန်ရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီလော်ဘီတွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ် အဲ့တော့လူချင်းရင်ပြီးရောဆိုပြီးတော့လူကြိုင်များတာတွေချက်ပြောလို့ကတော့ဒီလူလူကြီးကိုကျွန်တော်တို့ကလမ်းမှန်မော်ကျွန်တော်တို့မပို့နိုင်ဘူးอืมဟာလာတော့ဖက်ကိုစန့်ကျင်ချိန်မုန်းကျင်တာနဲ့နိုင်ငံရေးသမားအလုံးကိုတိုက်ခိုက်တာအဲ့တော့တက်တူရွေးကတော်တော်မေတော်ကခဲခဲဆိုတာကပို့ပြီးတော့ဆိုးတယ်အဲခဲနေတာကအဲ့ဒီ lobby တွေရဲ့ပြဿနာอืมအဲ့တော့ lobby တွေကဟိုကတော့ဘာရဲ့တောင်ပန်းကမ်းမမသိတို့နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားခင်ဗျားစဉ်းစားကြည့် ဟေးပြောတာပြောခင်ဗျားတို့အခုခင်ဗျားတို့ရှေ့မှာကျွန်တော်ရောက်နေကျွန်တော်ရဲ့တာမန်လွတ်ရက်က2084ခုနှစ်ခင်ဗျားတို့လည်းမရှိတော့ဘူးကျွန်တော်လည်းမရှိတော့ဘူးဘာကြောင့်လဲဆိုတော့ချတယ်ရမကြောက်ဘူးမနာတာ65နှစ်နဲ့6လချထားတာကျွန်တော်လက်ထက်မှာအတူတချောင်းတော့မရှိဘူးပြောနာအဲ့ဒါလို့ကာလာကြီးကိုဖြတ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကနိုင်ငံပြုတ်ပြင်းပြောင်းလဲဖို့အတွက်ဘဝတွေပေးဆက်ပြီးတော့လုံနေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့ အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကပြက်ပြက်သားသားပဲပြောရလိမ့်မယ်။နိုင်ငံရေးပလက်ဖောင်းကိုချက်ချင်းမပြင့်နေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်မယ်။အေးဟုတ်တယ်။ကျွန်တော်တို့စိုင်းဆိုတိုက်ခိုက်ချင်းချောက်ခံပြီးတော့ဟလာအခမ်းမသိရင်လည်းဒါဒီဘက်မှာကဟလာမယုံသင်္ကာနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလဲခံရနိုင်။အဲ့ဒီအန္တရာယ်တွေကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီးလန်းနဲ့ပြုတ်ပြင်းပြောင်းလဲဖို့စ조사နေတဲ့သူတွေကိုနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြင့်နဲ့လို့ ကိုပါကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်ကဲတော့ဒီပြောင်ကြီးကိုကိုကြီးကတော့မင်းတို့စစ်ခွေး lobby တွေကိုနော်ဒါတဲတွေစိန်ခေါ်လိုက်ပြီဒါတော့မှလှွတ်တော်ထဲကိုမရောက်သေးလို့နော်ဒါလှွတ်တော်ထဲကိုရောက်ပြီဆိုတာနဲ့မင်းတို့ကောင်တွေကိုဘလို့တွေအပြတ်ချိန်မုံးမလဲဆိုတာမင်းတို့စဉ်းစားတာကြည့်ပြီးတော့အဲ့တော့ဒီပြောင်ကြီးကိုကိုကြီးကတော့တကယ်လုံးမဲ့ပုံပဲမင်းတို့စစ်ခွေး lobby အနေနဲ့ကလည်း ဒီကောင်ဒီတိုင်းပဲအလှကြည့်နေမှာလားမင်းတို့ဒဲတွေပြန်ပြီးတော့ဆော်လာကြမလားဆိုတာကတော့ငါတို့စောက်ကြည့်နေဦးမယ်နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့တို့တို့ဒီစစ်ခွေတက်ကပြုတ်လုပေးမဲ့ဒီတရားမွင့်အတူရောက်ရေကောက်ပွဲမှာပါဝင်ဆင်ပြိုင်မယ်ဆိုတော့ဒါသူကိုသူတို့ဒီလေဝေးမျိုးရဲ့တတိပုဂ္ဂလကိုစလေလောင်းလို့တော့ပြောတာပဲနော်ဒါအဲ့ဒီစေဝင်းဖိုးကြီးကတို့စစ်ခွေတက်နဲ့အုပ်ကြီးတွေပေါင်းပြီးဒါပြည်သူတွေကိုမတရားပေါ်တာဆွဲဖမ်းဆီးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လိုင်းပေါ်မှာဘလို့တွေဖင်ကုန်းပြီးအော်တောင်းမလဲဆိုတဲ့ကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာပြည်သူ့ စစ်မှုထမ်းစင်ခေါ်ကြီးမြို့နယ်အဖွဲ့ကိုကျွန်တော်အတိအကျလေးပေးခြင်းနေဗျနော်ပြည်သူစစ်မှုထမ်းခေါ်ယူတဲ့ကိစ္စကိုကျွန်တော်တို့ဒီပေါ်မှာကောင်းတယ်ဆိုတော့ကျွန်တော်မဝေဖန်ပါဘူးဝေဖန်လည်းမရဘူးဒါပေမဲ့ပြည်သူစစ်မှုထမ်းစင်ခေါ်ခြင်းကိုတော်ရဲပါဥပဒေနဲ့ဤဥပဒေနဲ့ညီကိုသားသမီးတွေကိုထဲလိုက်လေအဲ့ဒါဆိုအဲ့လိုမဟုတ်ဘဲနဲ့ပြည်သူစစ်မှုထမ်း ခေါ်ယူခြင်းကိုစင့်ခေါ်ခြင်းကိုမလုပ်ဖဲနဲ့အတင်းအရမဆွဲခေါ်ခြင်းလုပ်တာတော့မသိတော့ပါဘူးနော်ရွက်ောက်ပွဲကိုထိကပ်ဖြစ်စီစီတယ်လို့ကျွန်တော်ဒါပထမဆုံးဒါအောင်ဆိုရင်ဒုတိယအကြိမ်ပေါ့ဗျာနော်ကျွန်တော်တတိပေးထားပြီးပေးထားပါနော်တတိပေးခဲ့ပါဒီကုန်းပေါ်စုကမင်္ဂလာဆောင်တာကသုံးဟိုအိမ်တော်ကြတာ၃လေးရက်ပဲရှိတယ်သူမိမကောင်မလေးရှိမျိုးနယ်ဘက်ကိုသွားတယ် ်နေတာကလဲဝေးနေတယ်သွားတာကမိမကဟုတ်ဇေယတိတိမှရှိလို့အိုက်သွားတယ်မင်္ဂလာဆောင်နာမှ၃ရက်ပဲရှိသေးတယ်အဲ့ဒါဆွဲခေါ်သွားတယ်နော်ခေါ်သွားတာလဲဟိုဒီအုတ်ချုပ်ရည်အဲ့ဒီအဲစင်းတိုင်ထားရတဲ့သားနဲ့အဲဒီအုတ်ချုပ်ရည်မကဒီရံဖြစ်လို့ဆိုတဲ့သဘောနဲ့ခေါ်ပြီးတော့တခါလဲဒီဤသူစိမှုတန်းလေးကိုထည့်လိုက်တာဒါ စင့်ခေါ်တာမဟုတ်တော့ဘူးစီးနဲ့ကန်းနဲ့ဥပဒိနဲ့ညီညွတ်ပြီးတော့စင့်ခေါ်တာမဟုတ်တော့ဘူးဒါကလှည့်စားပြီးတော့နော်အတင်းအထဲမှာဆွဲခေါ်တာဖြစ်သွားတယ်အဲဒီလိုလေးမလုံးစီခြင်းပါဘူးနော်အဲ့တော့ကိုယ့်ရဲ့နိုင်ငံကောင်းဆောင်ကသူပြောနေလေရွက်ကောက်ပွဲဟုဟလာခိကပစ္စည်းအောင်ဆောင်ရွက်တဲ့ဆိုရင်ထောင်သား9နှစ်တည်းရောထောင်သား9နှစ်တည်းရောထောင်သား3နှစ်တည်းရောသူပြောနေတယ်လीဒါကလည်းနော်တိုင်းပြည်တွဲလောက်တာမှန်တော်လဲ နိုင်ငံအတွက်လှုပ်တာမှန်တော့လေဥပဒေနဲ့ညီညွတ်မှုမရှိရင်အဲ့ဒါအပြစ်ဖြစ်တယ်နော်ဆရာသမားတို့နော်ကျွန်တော်ကဟိုအမှန်တရားဘက်ကပဲနေတယ်နော်အမှန်တရားဘက်ကပဲနေတယ်နော်ဥပဒေညီဥပဒေနဲ့အညီပဲကျွန်တော်ပြောဆိုဆက်ဆံတယ်အဲ့တော့ဒီပြည်သူစစ်ကိုခေါ်တဲ့အခါမှာဒီဥပဒေညီဥပဒေလှုပ်ထုံးလုံးကြီးနဲ့အညီစင့်ခေါ်ပါအတရားထဲမှာဆွဲမခေါ်ပါနဲ့။နော်ကျွန်တော်မြစ်တရက်ခံလို့ပါတယ်။ဟိုတယောက်ရှိသေးတယ် အဲပါခေါ်လို့ဒီဈေးတယ်ဗျာ၃နာရီဆွဲခေါ်သွားတယ်ဗျာကြည့်အောင်အဲ့တော့ကျွန်တော်ကဓာတ်ကြီးကြားသိရတာเนาะပြီးတော့လေကိုကုန်းမောကုန်းမောစုကကလေးကဝင်းထက်စုဆိုရယ်ကလေးလေးကကျွန်တော်ကြီးဦးကြီးနဲ့အောင်နေရေးမှာပါတယ်ဒီဒီဒီတိုက်ကြီးကိုစောက်တာ तू စောက်တာเนาะဒီတိုက်ကြီးကိုစောက်တာ तू စောက်ခဲ့တာစစ်ခွတ်တာပေါ်တာဆွဲရတယ်အဲ့တော့မကောင်းဘူးပေါ့ အဲ့တော့ဒီအဖိုးကြီးကတော့ဒါသူတို့စစ်ခွေတက်ကပြုလုပ်ဝင်မဲ့ဒီတရားမဲ့တူရောက်ရေကောက်ပွဲမှာပါဝင်ဆင်ပြန်မယ်လဲပြောသေးတယ်နော်သူတို့စစ်ခွေတက်ရဲ့အပုပ်တွေကိုအခုလိုတွေဖော်နေတာဆိုတော့ဒါကြည့်ရတာတိတ်ပြီးတော့ကြာတော့မဲ့ပုံတော့မဟုတ်ပါဘူးနော်အဲ့တော့အမှန်တရားကိုမျက်နှာရဲဆိုရင်ဒါစစ်ခွေတက်ရဲ့အပုပ်တွေကိုမများလေးသာဖော်ပေးနော်ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတယ်ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်ကြာပါပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးခြင်းကြပါစီညာ thank you